အားလုံးပဲမင်္ဂလာပါရှင်တဲရော healing and reading my kidra နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှကြည်ပေးမဲ့ reading လေးကကိုကိုနော်တတိယပြီးတော့ပေါ့နော်ဆွဲလန်းနေတဲ့သူကဘလူဖြစ်မလဲတဲ့နော်အဲ့တော့ကိုကိုတတိယပြီးတော့မှဆွဲလန်းနေတဲ့သူလေးတယောက်ရဲ့ပေါ့နော်အကြောင်းကိုပြောပြပေးမှဖြစ်ပါတယ်ကဲအဲ့တော့လာကြည့်နေတဲ့သူလေးတွေကတော့ single လေးလည်းပါရင်ပါမယ် relationship ရှိပြီးသားတွေလည်းပါရင်ပါမယ်ပေါ့နော် ဲ့တော့ single လေးဆိုရင်တော့ကိုယ့်ရဲ့ crush တို့ဘာလို့စဉ်းစားပြီးတော့မှကြည့်လို့ရတယ်လို့နော်အဲ relationship ရှိပြီးသားတွေကတော့ကိုတွေးကြတယ်ပေါ့နော်ကိုယ့်ရဲ့ကိုကိုယ့်ရဲ့တစ်ဖက်သူပေါ့ကိုတွေးကြတယ်သူဘယ်လိုရှိမလဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကိုကိုဟိုဆွဲလန်းနေပြီးတော့ပေါ့နော်သတိတရားရှိနေတဲ့သူကဘယ်လိုဖြစ်မလဲတဲ့နော်ဒါလေးကို collective reading အနေနဲ့ပေါ့နော် love reading အနေနဲ့ကြည့်ပြီးတော့မှဖြစ်ပါတယ်ပိုင်းမီပြီးတော့ပါဦးနော်ကဲအဲ့တော့လာကြည့်နေတဲ့ collective မားလေးတွေကိုနော်

putting on the desk a knife so one no so no no ကိုကိုတတိယပြီးတော့မှဆွဲလန်းနေတဲ့သူကအာခဏဒီကက်ကလေးတွေကအရင်ကြီးပေါ်နေလို့မရဘူးเนาะအဲ့တော့တိတ်တော့မပိုးထင်တာပဲအလင်းအောင်ပြန်နေတော့နေဒီကအနောက်ကဟိုကလေးတွေကလည်းအနောက်ကရှုကင်းလေးတွေကိုလည်းပအောင်ရိုက်ထားတာဆိုတော့ကက်လေးတွေမှာလင်းပြန်နေရလေးရှိမှာပေါ့เนาะအဲ့တော့ဘာကက်တွေလဲဆိုတော့ဒီ ်တန်နဲ့ပြောလိုက်တာလေးပဲကြည့်ပြီเนาะဒီကက်ကလေးရာကြတော့ဗီဒီယိုမှာပို့လို့ရှင်ဘန်းခံရမှာဆိုလို့เนาะဆိုတော့เนาะဒီ Oracle ကက်ကလေးတွေပါတစ်ချက်ထုတ်မှာပေါ့เนาะ Oracle ကက်ကလေးတွေပါတစ်ချက်ထုတ်ပြမှာကြည့်ကြည့် ဒီတော့ခုတတိယပြီတော့မှเนาะဆွဲလန်းနေတယ်တတိတရားရှိပြီဆွဲလန်းနေတယ်ဒီကဘလို့ဖြစ်မလဲအားကြည့်နေတယ်ကောလက်တက်ဒီမလေးတွေအတွက်ကိုနိုင်ငံတရားတဲ့ဖြစ်နေပြီပါ solution okay အဲ့ဒီ choice okay

နော်ပို့ကိုသတိပြရှိပြီးတော့မှဆွဲလန်းနေရတူပေါ့နော်ဆွဲလန်းနေရတူကဘူးဖြစ်မလဲသူကတော့နော်ဘာကြီးဥမာပြောကြတယ်ပေါ့နော်ဘလူပုံရှင်ရှိတယ်ပေါ့ shift okay not today နော် today ပြန်လို့ growing gifts and connection and like giving and receiving endlessly. Okay. ဆိုတော့เนาะဒီမှာဆိုရင်ပေါ်တော့ပေါ်လာပြီပေါ့เนาะအဲ့တော့ energy အရဆိုရင် bottom the dash အရပေါ့เนาะ nine soul one တဲ့เนาะ nine soul one ရဲ့ energy အရဆိုရင်เนาะဒီလူက ဒီသူနဲ့ကိုကိုပေါ့နော်ဒီအခုကိုကိုတတိယတရားရှိပြီးဆွဲလန်းနေတဲ့သူနဲ့ကိုနဲ့ကားရယ်နော်ဒါရမှာပေါ့နော်စီးရီချားနေတဲ့သူမျိုးဖြစ်တယ်တဲ့နော်နောက်တစ်ခါကျတော့အဲ့ဒီသူနဲ့ကိုနဲ့ကအာ separation break up ဖြစ်ခဲ့ပူတဲ့သူကိုရဲ့ age တွေဒီမှာလာကြည့်နေတဲ့သူလေးတွေကကိုရဲ့ age ကိုကိုနဲ့လောလောဆယ်မှာ break up ယူထားတဲ့ separation ယူထားတဲ့သူကိုတချို့လေးတွေကကြည့်နေတဲ့ပုံစံမျိုးရှိလိမ့်မယ်နော်အဲ့တော့ အဲအဲ့ဒီ energy ကဒီမှာဒီမှာလာပြနေတယ်ဒီမှာအဓိကလာပေးတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်တော့နိုင်ငံရဲ့ခြားကိုနဲ့ဝေးနေတဲ့သူတွေနော်ကိုနဲ့ဟုတ်တယ်နော်ဒီမှာဆိုရင် cutting time ဆိုကိုနဲ့အရင်ကတစ်ချိန်ကပေါ့နော်ဟိုတန်ရောစင်တွေအများကြီးချီနှောင်ထားခဲ့ဘူးတဲ့သူမျိုးတွေဖြစ်နိုင်နေနော် ပြောရရင်ပေါ့နော်တချို့တွေကကြတော့ကိုယ့်ရဲ့ age ကိုပြန်လာစီခြင်းလို့ပေါ့ပြန်လာစီခြင်းနဲ့မျောလင်းချက်ကလေးနဲ့လာကြည့်နေတဲ့သူတွေလည်းရှိရယ်နော်အဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီသူပေါ့နော်ကိုနဲ့အဲ့လိုပတ်သက်ခဲ့ဘူးလေတချို့ကတော့အကယ်လို့များ single လေးတွေကလာကြည့်နေရယ်ဆိုရင်တော့ဒီလူနဲ့ကိုနဲ့ကအာနီးစပ်ဖို့တိတ်မလွယ်ကူတဲ့အနေထားမျိုးပေါ့နော်အဲ့လိုအနေထားမျိုးရှိနေတာသူနဲ့ကိုနဲ့ကြားမှာစီးခုချားနေတာမျိုးသူကကိုတဲ့အခြေအနေအဆင့်တန်းနေညှင့်နေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးသူတွေပေါ့နော် အဲ့လိုပုံစံမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ပြောရရင်တော့ तू ਆ လဲကိုယ့်ကိုသဘောကျတဲ့အရေးအယံမျိုးပေါ့နော်အဲ့လိုမျိုးရှိမယ်ဒါ single လေးလို့ပြောတာနော်အဲတချို့တွေကကြတော့ဒါကိုယ်နဲ့လုံးဝကိုအယံချစ်တယ်အယံကိုပေါ့နော်တန်ရောစဉ်ရှိခဲ့တဲ့သူတွေဖြစ်တယ်ဒါပေမဲ့ तू နဲ့ကိုယ်နဲ့ဈာမကမဖြစ်နိုင်တဲ့အခြေအနေတစ်ခုနော်မဖြစ်နိုင်တဲ့အရာတခုပေါ့နော်အဲ့လိုပုံစံမျိုးတွေအာစီချခဲ့တာမျိုးတွေဒရိုင်းနေချခဲ့တာမျိုးတွေရှိတယ် နော်ထိုအဲ့ဒီသူကကိုကိုတတိယနေရမျိုးရှိတယ်နော်ပြီးတော့အဲ့ဒီသူကနှစ်ယောက်နဲ့ဘောနော်ကိုနဲ့ကိုရှင်ယူရေးတယ်ရှင်ယူရေးတယ်နော်ဒီမှာ2 so 1 energy အဲ့ဒီသူကနှစ်ယောက်အဲ့ဒီဘောနော်နှစ်ယောက်နဲ့ကိုဟို နှစ်ယောက်သားထဲမှာကိုယ်ကိုမရွေးချယ်သွားတဲ့သူမျိုးလည်းဖြစ်တယ်ပေါ့နော်နှစ်ယောက်သားထဲမှာကိုယ်ကိုမရွေးချယ်သွားဘူးသူကနှစ်ယောက်သားထဲမှာဟိုကိုနဲ့နောက်တစ်ယောက်အပြင်ပေါ့နော်သူရွေးချယ်သွားတဲ့ဟာမှာကိုယ့်ကိုမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကိုရွေးချယ်သွားတဲ့သူမျိုးလည်းဖြစ်တယ်နောက်ကကြတော့အဲ့ဒီသူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမှာဆိုရင် five of cup ရဲ့ energy ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာသူနဲ့ပတ်သက်ပြီးတော့ခါကြတော့ပေါ့နော်အဲဘလို့ပြဿနာတွေတက်ခဲ့နိုင်လဲဆိုတော့ ူနဲ့ကိုနေရအပေးယူမမျှတာကိုထင်းသလိုမဟုတ်တာမျိုးเนาะကိုစိတ်ကူးထရအတိုင်းပေါ့เนาะသူကကိုပေါ်မှာမတုံ့ပြန်ခဲ့တဲ့သူမျိုးလည်းဖြစ်တယ်ပေါ့เนาะကိုစိတ်ကူးသလိုမျိုးမတုံ့ပြန်ခဲ့တာမျိုးเนาะကိုရရမလို့လိုတာများဖြစ်ခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့အဲ့လိုမျိုးအဲ့သူနဲ့ကိုနေရပတ်သက်ခဲ့မှုကအဲ့အတိုင်းဖြစ်နေတယ်ပေါ့เนาะအဲ့တော့သူကအခုချိန်မှာเนาะဘလိုပုံစံမျိုးပေါ့เนาะဟိုရင်းဖြစ်လဲဆိုတော့ ိုယ့်ကိုသတိတရနေပြီးတော့သူကရှိနေရမျိုးအဓိကတော့ဒီမှာဆိုရင်အတိတ်ကပတ်သက်ခဲ့တယ်နော်ဒီမှာဆိုရင်တည်ကြတယ်ဒီလူကကို့အသေးကိုခွဲခဲ့တဲ့သူမျိုးနော်ကို့အသေးကိုခွဲခဲ့တဲ့သူမျိုး break up separation လုပ်ခဲ့တဲ့သူမျိုးကို့ကို silent treatment တွေအများကြီးလုပ်ခဲ့တဲ့သူမျိုးနော်အဲ့ဒီသူကဒါပေမဲ့နော်ကို့အကြောင်းလုံးဝစဉ်းစားနေတယ်အဲ့လိုဖြစ်နေနော် ြောရရင်တော့သူနဲ့တွေ့ခဲ့တဲ့အချိန်မှာကိုကိုပြောဟိုပေါ့နော်တေးကြတဲ့ future plan တွေလည်းမပြီးခဲ့ဘူးဒီသူဟာကို့အတွက်ကိုအများကြီးလဲဘာမှနော်ဟိုရေရာတဲ့အနေအထားမျိုးတစ်ခုထိလဲသူ့အနေနဲ့ကိုကိုမချစ်ပေးခဲ့ဘူးပေါ့နော်ဟိုဟာမဖြစ်ပေးခဲ့ဘူးဒါပေမဲ့ကိုကဘာလဲဆိုတော့ကိုကသူ့ကိုသဘောဝကြတယ်ကိုကသူ့ကိုဘာလဲဆိုတော့ unconditionally ချစ်တယ်နော်အဲ့တော့ကိုကကြီးပဲပေါ့နော်ပြောရရင်တော့အပေးอยู่ ဟိုအပေးအယူမှာဆိုလို့ရှင်ကိုယ်အကြီးပဲအများကြီးပေးခဲ့ရတဲ့သူမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ဟို fair ဖြစ်တဲ့အခြေအနေပေါ့เนาะတချို့တွေကကြတော့လေကိုယ့်ကိုပြန်ပြီးကိုချစ်တဲ့လောက်ပြန်ချစ်တဲ့သူတွေလည်းရှိတယ်အဲပြန်ချစ်တဲ့အနေအထားမျိုးတိုင်းတာတခုတော့ရှိရပေါ့เนาะဒါပေမဲ့အခုရှိတဲ့အခါကျရင် तू ကကိုယ့်ကို silent treatment တွေလုပ်တယ်ကိုကိုเนาะအရန်ဟိုဟာတွေလုပ်တယ်ပေါ့เนาะဟိုကိုယ့်ကိုစိတ်ဒုက္ခတွေပေးတယ်အဲကိုယ့်ကိုနောက်ကြောသားနဲ့ထိုးထားတဲ့အနေအထားမျိုးတွေလည်းရှိတယ်ဟိုအရင်ချစ်နေခဲ့တဲ့ကတော့ပေါ့เนาะကိုကဒီလိုလုပ်လိမ့်မယ်လို့မထင်မဲနဲ့ရန်ချစ်ခဲ့တဲ့အနေအထားအတိုင်းတာမျိုးတွေရှိရပေါ့เนาะဒါပေမဲ့ဘာဖြစ်လဲဆိုတော့မထင်မှတ်ပဲနဲ့ကိုကိုမရွေးချယ်ပဲနဲ့ဒီလိုอ่ะ တခြားသောသူကိုသူရွေးချယ်သွားတယ်။အဲဒါမဲ့အခုချိန်မှာကျတော့သူကကိုယ့်ကိုပြင်ပြီးတော့မှတတိယနေရာမျိုးလေးရှိတယ်။နော်ပြီးတော့သူဤလောက်ခဲ့တဲ့အရာတွေအတွက်ကိုလည်းဝန်းနေနေရာမျိုးပေါ့နော်။ဝန်းနေနေရာမျိုးရှိတယ်။ပြီးတော့ ဘာဖြစ်လို့အဲ့လိုလုပ်ခဲ့ရတာလဲဆိုတော့ကိုနဲ့သူနဲ့ရဲ့အနာဂတ်မှာတေချာရေရာမှုတွေသူ့မှာမရှိနေဘူးမတွေးနိုင်သေးတဲ့အနေအထားမျိုးတွေရှိနေတာမျိုးပေါ့နော်ဒါကြောင့်မို့လို့သူထားသွားရလဲဖြစ်နိုင်တယ်နောက်ခွတ်ကြဒီလူကကိုနဲ့ရောရံဝေးမြေစားသူဖြစ်နိုင်တယ်ကိုနဲ့အာ long distance ဖြစ်နေတဲ့သူလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီလူတယောက်ကတော့ကိုကိုတော်တော်လေးသဘောကျနေတယ်တဲ့အဲ့မှာတခုရှိတာကဒီမှာဗာလေးပေါ့နော်အခုလာကြည့်နေတဲ့သူလေးတွေကိုအာ ဟော်ရီကေကပေါ့နော်ဘာ advice ပေးလဲဆိုတော့ making healthy choice တယ်เนาะအဲ့တော့ကိုယ့်အတွက်ပေါ့နော်အမှန်တကယ် healthy ဖြစ်စေမယ့် relationship ကိုဒါရွေးချယ်ဖို့လိုအပ်တယ်တဲ့เนาะအဲ့တော့ in love နဲ့ in life ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့အချစ်ကပေါ့နော်ညီညံ့နေဖို့လိုအပ်တယ်ကိုယ့်ကိုယ်ကိုချစ်ဖို့လိုအပ်တယ် self love self care ကိုအာမွေးဖို့လိုအပ်တယ်ပေါ့နော်ပြောရင်တော့ပြောချင်တာကတော့ဒီလူနဲ့ပတ်သက်ပြီးတော့ပဲဟိုကိုယ့်ကို target ခဲ့ရေပေါ့နော် target ခဲ့တဲ့အကြောင်းမျိုးကြောင့်ကိုယ်နဲ့စင်မပြေတော့တဲ့လူတွေရောက်ကိုเนาะကိုက အာဒီလိုတောင်းကြီးပဲတွေးပြီးတော့ဗောနော်ကိုကိုကိုဟိုဆွဲချနိုင်မဲ့အစားဗောနော် being happy อ่ะပျော်ရွှင်ပါတဲ့เนาะပျော်ရွှင်ပါလို့ပြောရင်အဲ့တော့တပတ်သူကဗောနော်ချိုးရီဆိုလို့ရှိရင်ပြန်လာမလားဆိုပြီးတော့မြုံလင်းနေတဲ့သူတွေရှိမယ်ဆိုရင်တော့ not today ဒီနေ့တော့မဟုတ်သေးဘူးပြောเนาะ boundaries and heart တွေ့တယ်မှာနှစ်ယောက်သားကြားမှာ boundaries တွေရှိနေသေးတယ်เนาะစီးရီချနေသေးတယ်အာပြဿနာတွေအခက်အခဲဒုက္ခတွေရှိနေသေးတယ် ဲ့တော့တွားပြီးတော့ဗောနော်ကိုကအခုဒီ relationship ကိုတွားပြီးတော့နားထောင်ပြီးတဲ့အချိန်မှာဟဲ့ तू ကတော့ငါ့ကိုတတိယနေတာပဲငါတော့စသွားရိုက်လိုက်မယ်လို့ဘာလို့ညာလို့ဗောနော်စကားတွားပြောလိုက်အောင်မယ်ဆိုတာမျိုးတွေတွားမလုပ်ပါနဲ့တဲ့ မလုံနဲ့နော်ပြောချင်တာကတော့ကိုကအေးစစလေးပဲနေလိုက်ပါသူနဲ့စကားသွားပြောတာကြီးသွားညှိနှိုင်းတာကြီးသွားပြီးတော့မှဟိုဘယ်လိုခေါ်မလဲကိုကလည်းသူ့ကိုတတိယနေပါတယ်ဆိုတော့အเจ้าနေသွားပြောတာမျိုးမလုပ်ပါနဲ့တဲ့နော်သူ့အတိုင်းလေးပဲလွတ်ထားလိုက်တယ်ပြောချင်တာကသူကသူ့ကနဲ့သူအခုချိန်မှာကိုကိုမရွေးချယ်တဲ့အတွက်ကြောင့်သူနောင်နာရနေတာမျိုးတွေဖြစ်နိုင်တယ်ကိုကိုကြိတ်တတိယနေတာမျိုးတွေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒါကိုကိုကသွားပြန်ပြီးတော့မှသူ့ကိုပြန်ပြီးတော့သိရမှာဒီဟာတွေဘယ်လိုသွားပြန်ပြီးတော့မှ ဟိုကိုကလည်းတတိယနေပါတယ်ဆိုရဲအကြောင်းကိုတွားပြောပြီးတော့ဗောနော်သူနဲ့ပြန်ပြီးတော့မှပြည်လေစီခြင်းနဲ့ဟာမျိုးတွေတွားလို့လို့မရပါဘူးတဲ့အဲ့လိုမျိုးလုံလိုက်တယ်ဆိုရင်တော့ तू ကစောစောနာလို့ဗောနော် तू ကပထမတော့ तू လွန်နေချိန်ခဲ့ပြီးတော့ကိုယ်တတိယနေတာဒါပေမဲ့ကိုကလို့တွားလို့လိုက်ရင်ကိုကပြန်လိုက်တယ်လို့ဖြစ်သွားသိရမှာအဲ့လိုဆိုတော့ तू ကသူ့ရဲ့ energy ကအဲ့အဲ့ဒီအရှင်းဆုံးပြကိုယ်တတိယနေတဲ့ energy လေးပါပျောက်ပြီးတော့ကိုယ့်စီကနေပြန်ထွက်ပြေးမှာเนาะအဲ့အကြောင်းမလို့တွားပြီးတော့မှသူ့ကိုတွားပြီးစကားပြောတာလို့ပါလို့တော့မလုပ်လိုက်ပါနဲ့အဲ့တော့ तू ကတော့ကိုယ်ကိုတတိယနေတယ် နော်ဆွဲလန်းနေတယ်တတိယနေတယ်ကိုနဲ့အရင်တော့ပတ်သက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့မှတွေးနေတာရှိတယ်ဒါပေမဲ့ပြန်ဆက်သွယ်မှာလားဆိုရင်တော့ not today ဆက်သွယ်သေးဘူးသူကဒီတိုင်းလေးပဲသူကလည်းသူအာဘယ်လိုခေါ်မလဲအတားလေးပဲပေါ့နော်ဒီလိုပဲတတိယနေမယ်ခံစားနေမယ်ဆိုရယ်ပုံစံမျိုးပဲရှိရတဲ့ကဲအဲ့တော့ဒါလေးကတော့ကိုနဲ့ပေါ့နော် ကိုကိုတွေးနေတဲ့သူပေါ့နော်ကိုကိုသတိရနေတဲ့သူကိုကိုသတိရနေတဲ့သူကဘလို့ဘလို့လဲဘလို့ဖြစ်မလဲဘလို့လူလဲဆိုတာကိုပြောပြသွားပြရပဲဖြစ်ပါတယ်။အော်ဒီမှာမပြောသွားတဲ့ကိစ္စတခုပါလေ။တချို့တချို့သောသူလေးတွေကကြတော့ဗာလဲဆိုတော့ကိုကို propose လုပ်ထားတဲ့သူဖြစ်နိုင်တယ်နော်။ အဲ့လူကအရန်ကိုသတိရနေရမျိုးဒါကဥပမာ relationship ကတော့မဖြစ်သေးဘူးပေါ့နော်ဆရာမရေး तू နဲ့ကိုနေက relationship မဟုတ်နေသေးဘူးအဲဒါမဲ့ तू ကကိုကို propose လုပ်ထားမျိုးကိုကအဖြစ်ပြတ်မပေးရသေးတာမျိုးဒါမှမဟုတ်လဲကိုနဲ့ easily အဆင်ပေါ့နော်အဲတယောက်နဲ့တယောက်စကားပြောနေတယ်တယောက်ကိုတယောက်အရေးအကဲကြည့်နေတဲ့သူမျိုးတွေလည်းပါမယ်နော်အဲ့ဒီသူလေးတွေလည်းပါမယ်တီမာဆိုရင်ကို propose လုပ်ထားတဲ့သူမျိုးကိုကလည်းလုံးလုံးစင်မှာအဖြစ်မပေးနေသေးဘူးဒီလူကကိုကြိုက်တဲ့လုံးလုံးအရန် သဘောကျတဲ့အနေအထားမျိုးတော့မဟုတ်နေသေးဘူးကွာပြောရရင်တော့တကယ်မလားကိုအဲကြိုက်ရင်ကောင်းမလားမကြိုက်ရင်ကောင်းမလားနဲ့အဲ့လိုမျိုးခြိတုံခြတုံဖြစ်နေတဲ့သူပေါ့နော်အဲ့လိုလူမျိုးတချို့သော energy တွေပြောတာနော်တချို့သောလူလေးတွေမှာတော့အဲ့လိုလူကကိုယ်တရေရနေရမျိုးနော်လုံးဝအကုန်လုံးက HD ပဲပြောတာမဟုတ်ဘူးနော်အခုဒီမှာလာကြည့်နေတဲ့လူလေးတွေမှာ h ရှိတဲ့လူလည်းရှိမယ် h မရှိတဲ့လူလည်းမရှိဘူးပေါ့နော်အဲ့ဒီထဲမှာမှတချို့တွေကကိုယ့်ကိုသဘောကျနေရတာအဲ့ဒီလူကကိုယ့်ကို propose လုပ်ထားဖို့ရတဲ့သူမျိုးဖြစ်လိမ့်မယ်။နောက်တချို့ကတော့ h ကိုစဉ်းစားမိတဲ့သူတွေဆိုရင်တော့ အာအိတ်အကြောင်းကိုစဉ်းစားမိရတဲ့သူကျွန်တော်အိတ်ကတတိယနေရာမျိုးဖြစ်မယ်ပေါ့နော်အဲ့လိုသဘောမျိုးရှိရအဲ့တော့ဒီရှေ့ကအဲပြောသွားတဲ့ဟာမှာနှစ်ယောက်တည်းကတစ်ယောက်ကိုရွေးချယ်သွားရပါတယ်ဆိုတာကတော့ဒါကကိုယ့်ရဲ့ H ကိုအဓိကကြည့်ရသူတွေရဲ့ energy တွေမှာလာပေါ်တာတွေ့ရတယ်ဒါပေမဲ့တချို့တော့ single တို့မဟုတ်ပေါ့နော် single မဟုတ်လေလက်ရှိမှာကိုကရီးစားတော့ရှိရတဲ့ဒီမှာ ပြောတာနော်ကိုက ကိုမှာကွာပိုင်ဆိုင်နေတူရယ်ရှယ်ဒါပေမဲ့ကိုကိုနောက်ထပ်သဘောကျနေတဲ့သူပေါ့နော်ကိုကိုအာသဘောကျပြီးတော့ကိုကိုအခုမှလိုက်နေတဲ့သူမျိုးတွေနော်ကိုအဲ့အဲ့လိုမျိုးတွေကလည်းကိုကိုသတိရနေတာမျိုးကိုကိုဆွဲလန်းနေတာမျိုးရှိတယ်နော်အဲ့လိုမျိုးလေးတွေ့ရပါတယ်ကဲဒါလေးကတော့နော် ကိုကိုသတိပြရရှိနေတဲ့သူကဘယ်သူဖြစ်မလဲเนาะဆွဲလမ်းမိသတိရနေတဲ့သူကဘယ်သူဖြစ်မလဲဆိုရယ် reading လေးကိုဖတ်ပြလိုက်တာပဲဖြစ်ပါတယ်မိမိတို့ရဲ့ personal reading လေးတွေမြင်နေတယ်ဆိုရင် Terror Healing and Reading My Kid Dry ရဲ့ Facebook ချက်ပေါက်ရဲ့ Terror Healing My Kid Dry ဆိုရယ် page အဟောင်းလေးရဲ့နောက်ကကြတော့ဒီ YouTube channel တွေ TikTok channel တွေမှာ subscribe လေးလုပ်ထားနိုင်ပါတယ် Facebook page မှာ လာရောက်ပြီးတော့မှ personal reading လေးတွေမြင်မြန်နိုင်ပါတယ်เนาะ ဲ့တော့မိမိတို့နဲ့ energy ကြိုက်တယ်ဆိုလို့ရှင်ရင်မိမိတို့ရဲ့အကြောင်းအရာလေးတွေကိုလည်း man မှာပြောသွားနိုင်ပါတယ်အခက်အခဲလေးတွေကိုလည်းယဉ်ဖွင့်သွားနိုင်ပါတယ်เนาะကဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်เนาะတတား